အားလုံးပဲမင်္ဂလာပါဗြိတိရှ်အင်ပါယာကကမ္ဘာတမိုင်းမှာအကြီးမားဆုံးအင်ပါယာတစ်ခုဖြစ်ခဲ့ပါတယ်ကမ္ဘာတိုက်ကြီးတွေမှာဖြန့်ကျက်ထားပြီးတော့နိုင်ငံများစွာကိုပုံဖော်ခဲ့ပါတယ်လူတန်းပေါင်းများစွာအပေါ်မှာလည်းလွှမ်းမိုးမှုရှိခဲ့ပါတယ်ဒါပေမဲ့ဘလိုမျိုးအင်အားကြီးလာခဲ့ပြီးတော့ဘာကြောင့်လဲဆိုတာလေ့လာကြည့်ရအောင်သူ့ရဲ့အင်အားအကြီးဆုံးအချိန်ဖြစ်တဲ့20ရာစုအစောပိုင်းမှာဗြိတိရှ်အင်ပါယာကကမ္ဘာအမြေပြင်ရဲ့25ရာခိုင်နှုန်းကျော်ကို အုပ်စိုးခဲ့တာဖြစ်ပြီးတော့ လူဦးရေတန်း450ကျော်ကိုအုပ်ချုပ်ခဲ့တာပါအဲ့ဒီအချိန်တုန်းကကမ္ဘာလူဦးရေရဲ့၄ဘုံတဘုံကျော်ရှိပါတယ်ကိုလိုရာကတော့လူမနေထိုင်တဲ့အန်တာတိကတိုက်ကလွှဲရင်ကြံတဲ့ကမ္ဘာတိုက်ကြီးတွေက နိုင်ငံပေါင်း80ကျော်ကတစ်ချိန်တုန်းကဗြိတိရှအင်ပါယာရဲ့ထိန်းချုပ်မှုအောက်မှာရှိခဲ့တာပါအိန္ဒိယကနေကနေဒါအော်စတြေးလျကနေကင်ညာအထိ အင်ပါယာရဲ့လွှမ်းမိုးမှုကကြီးမားခဲ့ပါတယ်အရှေ့တောင်အာရှမှာဆိုရင်မြန်မာမလေးရှားစင်ကာပူနဲ့ ဘီယူနိုင်းတို့လိုအဓိကနယ်မြေတွေကို ထိန်းချုပ်ထားခဲ့တာပါဒီလောက်ကြီးမားတဲ့အင်ပါယာကိုဗီတိန်ကဘာကြောင့်တည်ဆောက်ခဲ့တာပါလဲစီးပွားရေးကတော့အဓိကအကြောင်းရင်းတစ်ခုပါပဲစက်မှုတော်လှန်ရေးနောက်ပိုင်းမှာဗီတိန်ရဲ့ဆက်ယုံတွေအတွက်ဝါကွန်တကြဟင်းခတ်အမွေးကြိုင်နဲ့လက်ဖက်နဲ့ရွာပါလိုမျိုးကုံချမ်းတွေလိုအပ်လာခဲ့ပါတယ်ကိုလိုနီနိုင်ငံတွေကဒီကုံချမ်းတွေထောက်ပံ့ပေးခဲ့ရပါတယ် ဒါအပြင်ဒီကိုလိုနီနိုင်ငံတွေကပဲဗြိတိရှထုတ်ကုန်တွေရဲ့ဈေးကွက်တွေလည်းဖြစ်ခဲ့တာပါဒါကဗြိတိရှဆက်မှုလုပ်ငန်းအတွက်အကျိုးရှိခဲ့ပေမဲ့လည်းဒေသခံစီးပွားရေးနဲ့အလုပ်သမားတွေအတွက်ကတော့ထိခိုက်ဆုံးရှုံးစရာတွေပါနိုင်ငံရေးအရာလည်းအရေးပါပါတယ်ပြန်ဆိုင်မှုတွေပြင်းထန်ခဲ့ပါတယ်ဗြိတိန်တခုလည်းမဟုတ်ပါဘူးပြင်သစ်စပိန်နဲ့နောက်ပိုင်းမှာဂျာမနီနဲ့ရုရှားတို့ကလည်းအင်ပါယာတွေတိဆောက်ခဲ့ကြပါတယ် ဖြီးတိန်ကကဘာတဝမ်းကမဟာဗျူဟာကျတဲ့နေရာတွေကိုသိမ်းယူနိုင်ခဲ့ပါတယ်။အီဂျစ်ကဆူအတ်တူမြောင်းနဲ့အိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်ပေးထားတဲ့မလက္ကာရေလက်ကြားနေရာကိုထိန်းချုပ်လိုက်နိုင်ခြင်းကဖြီးတိန်ကိုကဘာအကုံတွယ်ရေးကိုတွန်းမိုးစေခဲ့ပြီးတော့ဂျေဒတ်အင်အားကိုလည်းကြီးမားစေခဲ့ပါတယ်။ဒါပေမဲ့လည်းဒီနယ်ချဲစနစ်ကအာနာနဲ့အချိုးအမြတ်အတွက်ပဲမဟုတ်ပါဘူး။အယူဝါဒရေးရာတွေလည်းပါဝင်နေပါတယ်။ ဗြိတိရှခေါင်းဆောင်များစွာကသူတို့ရဲ့ယဉ်ကျေးမှုမြင့်တင်ရမယ့်တာဝန်ကိုအမှန်တကယ်ယုံကြည်ခဲ့ကြတာပါ သူတို့ကဗြိတိရှတန်ဖိုးတွေခရစ်ယာန်ဘာသာနဲ့အုပ်ချုပ်ရေးစနစ်တွေကိုဖွံ့ဖြိုးမှုနှိမ်ကြတဲ့လူအဖွဲ့အစည်းတွေစီကိုဖြန့်ဝေပေးဖို့သူတို့မှတာဝန်ရှိရလို့မြင်ခဲ့ကြပါတယ်လူဖြူတွေရဲ့တာဝန်လို့ခေါ်တဲ့ဒီအတွေ့အခေါ်ကလူမျိုးကြီးဝါဒကိုအခြေခံပြီးတော့အထက်စီးကနေဆက်ဆံတဲ့သဘောဆောင်ပါတယ် ဒါပေမဲ့ဒီအတွေးခေါ်ကကြမ်းတမ်းတဲ့ကိုလိုနီအုပ်ချုပ်ရေးယဉ်ကျေးမှုဖျက်ဆီးတာနဲ့စီးပွားရေးခေါင်းပုံဖျက်တာအပေါ်မှာဗြိတိရှားတွေပေးခဲ့တဲ့အကြောင်းပြချက်သာဖြစ်ပါတယ်။ဖြီးတိန်ဆိုရာကကိုလိုနီနယ်မြေတွေဖြစ်တဲ့ကနေဒါ၊အော်စတြေးလျ၊နယူးဇီလန်တွေမှာလူတွေပြောင်းရွှေ့နေထိုင်မှုကိုအားပေးခဲ့ပါတယ်။အဲဒီဒေသတွေမှာဗြိတိရှားယဉ်ကျေးမှုပုံစံအတိုင်းလူအဖွဲ့အစည်းတွေကိုတည်ဆောက်ခဲ့တာပါ။ ဒီနယ်မြေတွေကြောင့်ဗြိတိန်နိုင်ငံရဲ့လူဦးရေဖိအားကိုရောပါးစေခဲ့ပြီးတော့အင်ပါယာရဲ့ဝေးလံတဲ့ဒေသတွေမှာတစ္ဆာခံမှုကိုလည်းခိုင်မဲစေခဲ့ပါတယ်။ဒီအင်ပါယာကဗြိတိရှားတွေအတွက်တော့အလွန်ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါ။ဗြိတိရှားအများစုရဲ့အမြင်မှာဒီအင်ပါယာကြီးကကြီးကျယ်ခမ်းနားမှုဂုံတိတ်ခါနဲ့ကံကြမ္မာဆန်ရာအထိတ်အမှတ်တစ်ခုဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေရဲ့အမြင်မှာတော့စီးပွားရေးအရာအကျိုးအမြတ်မရှိရင်တောင်မှပဲကိုလိုနီနိုင်ငံတွေပုံများလေကမ္ဘာလွှမ်းမိုးမှုပုံများလေဆိုတာပါပဲဒီအင်ပါယာကြီးကဗြိတိန်တွေကိုကျွယ်ဝမှုနဲ့အာဏာတွေစောင်ယူပေးခဲ့ပေမဲ့လည်းသူအုပ်စိုးခဲ့တဲ့နိုင်ငံတွေမှာတော့သူပေးခဲ့တဲ့အမွေအနှစ်တွေကရှုပ်ထွေးလွန်းလာပါတယ် ဗြိတိရှားအင်ပါယာလက်ထက်ကနယ်နိမိတ်ရေးဆွဲခဲ့တာတွေလူမျိုးရေးပဋိပက္ခတွေနဲ့ရွှေပြောင်းနေရာချထားမှုအမွေအစိုးတွေကိုဒီနေ့ထက်ထိတိုင်ကဘာသူကဘာသားတွေခံစားနေကြရဆဲပဲဖြစ်ပါတယ်။ဒါအကြောင်းဒီအင်ပါယာကြီးကတမိုင်းတစ်ခုမျှပဲမဟုတ်ပါဘူးနိုင်ငံတွေနဲ့လူတွေရဲ့ဘဝကိုပုံဖော်ပေးခဲ့တဲ့ကဘာလွှမ်းမိုးအင်အားတစ်ခုပဲဖြစ်ပါတယ်။အင်ပါယာအကြောင်းကိုနားလည်တာကကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးအကြောင်းကိုနားလည်စေဖို့လေအထောက်အကူပေးကြောင်းဖော်ပြပေးလိုက်ပါတယ်။